မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ NUG အစိုးရထံကို9လတာအတွင်းမှာစစ်တပ်ကဗိုလ်မှူးတို့အပါအဝင်409ဦးဟာအလင်းဝင်ရောက်လာပါတယ်။ဒဝေကနေမြစ်တာမြို့ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား20ဦးကျော်ဟာသေသွားပြီးထောက်ပို့စစ်ကား800ဆီယာပျက်စီးခဲ့တဲ့တွင်ပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုံကတော့ အမျိုးသားညီညွတ်ရေးအစိုးရအစီကို9လတာ ကာလအတွင်းမှာစစ်တပ်ဘက်ကဗိုလ်မှူးနှုတ်အပါဝင်400ကိုအလင်းဝင်ရောက်လာခဲ့တယ်လို့ NUG အစိုးရရဲ့ကာကွယ်ရေးဝန်ထမ်းကသတင်းထုတ်ပြန်ထားပါရယ်2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကနေဇူလိုင်လ31ရက်နေ့ခုနှစ်လတာကာလအတွင်းမှာအမျိုးသားညီညွတ်ရေးအစိုးရပြည်သူ့ရင်ဝင်အကောင့်ထယ်ဖော်ဆောင်မှုဗဟိုကော်မတီနဲ့ကာကွယ်ရေးဝန်ထမ်းလက်အောက်ကိုကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တရင်တွေပကဖအဖွဲ့တွေစီကိုဆက်သွယ်ကဘုံမူနှိုးအပါဝင် စုစုပေါင်း၄၉ဟာပြည်သူ့ရင်ွယ်ကိုခိုးလုံလာခဲ့တာဖြစ်တယ်လို့လည်း NUG ကာကွယ်ဥထာဏာကသတင်းထုတ်ပြန်ထားပါတယ်။ပြည်သူ့ရင်ွယ်ခိုးလုံလာသူ၄၉ဦးထဲမှာလက်နက်နဲ့ဝင်ရောက်လာသူ၁89ဦးရှိပြီးလက်နက်ယူဆောင်လာသူတွေကိုကာကွယ်ဥထာဏာကသတ်မှတ်ထားတဲ့လက်နက်တံပိုးအလိုက် ဂုံပြုတ်ချင်းမြင့်ငွေတွေပေးအပ်ခဲ့လို့လည်းသိရပါဗျ။အကြမ်းဖက်စစ်တဲ့ရဲတပ်ဖွဲ့ပြည်သူစစ်မှုထမ်းတဲ့ SN တပ်ဖွဲ့တွေကနေခေလုံလာသူ၄၀၉တန်းမှာဗိုလ်မှူးနှူဗိုလ်ကြီး၆ဦးဗိုလ်တအူးတို့ပါဝင်လာတာကြောင့်စစ်ကောင်စီကိုအရာရှိအဆင့်တွေကပါလက်ခံလိုခြင်းမရှိတာကို ပြတ်သားနေတယ်လို့လည်း NUG ကာကွယ်ဝန်ထမ်းကဆိုထားပါဗျ။ အာနာသင်အကြက်ဖက်စစ်တပ်ရဲ့စစ်မှုထံအမိန်ကြေညာချက်ကြောင့်အတင်းအဓမ္မလူသစ်စုဆောင်းခံရသူတွေအပါအဝင်ပြည်သူ့ဘက်ရက်တီလိုတဲ့တပ်သားနဲ့ရက်တဖွဲ့တွေအနေနဲ့ပြည်သူ့ရင်ခွင် Telegram ဒါမှမဟုတ်နီးဆက်ရာ PDF ပကပတွေနဲ့မဟာမိတ်တိုင်းရင်းသားတော်လှန်အဖွဲ့အစည်းတွေစီကိုဆက်သွယ်ချိတ်ဆက်ကပြည်သူ့ရင်ခွင်ကိုခိုလုံချဖို့ကိုလည်းတိုက်တွန်းထားပါတယ်ရှင်။ ဒီတစ်ခါမှာတော့အကြမ်းဖက်စစ်တပ်ကစစ်ကောင်စီကနေပြောင်းလဲဖွဲ့စည်းလိုက်တဲ့စစ်ကော်မရှင်ကို ကနေဒါ EU UK နဲ့အမေရိကန်ပြည်ထောင်စုတို့ကတန်ခတ်အရေးယူဖို့အတွက် Justice for Myanmar JFN ကတောင်းဆိုလိုက်ပါတယ်။တရားမဝင်မြန်မာစစ်အုပ်စုက သူတို့ရဲ့အုပ်ချုပ်ရေးဥပဒေပြုရေးတရားစီရင်အဖွဲ့စစ်ကောင်စီဆိုတဲ့အမည်ကိုစစ်ကော်မရှင်အဖြစ်ပြောင်းလဲလိုက်တာကြောင့်စစ်အုပ်စုတွေနိုင်ငံတကာတန်ခတ်ပိတ်ဆို့မှုတွေကိုကြော်လာနိုင်မယ်။ စိုးရင်စရာဂဲပေါက်တစ်ခုဖန်တီးလာသလိုသူတို့တရားဝင်အာဏာသိမ်းကြိုးပမ်းမှုရဲ့အစိပ်ပိုင်းဖြစ်တာမကကျင်းပဖို့စီစဉ်နေတဲ့အတူရောင်ရွေးကောက်ပွဲမတိုင်မီမှာစစ်ကောင်စီကိုဖျက်သိမ်းအစားထိုးခဲ့တယ်လို့လည်း JFN ကဆိုထားပါဗျ။လက်ရှိစစ်ကော်မရှင်ရဲ့ဩဂရဒုဩဂရတို့ဟာ ကနေဒါ EU UK အမေရိကန်ပြည်ထောင်စုနဲ့ဩစတြေးလျတို့ရဲ့ဒဏ်ခတ်ပိတ်ဆို့ချမှတ်ခံထားရတယ်။ စစ်ရာဇဝတ်ကောင်တွေဖြစ်တဲ့မင်းအောင်လှိုင်နဲ့စိုးဝင်းတို့ဖြစ်တယ်လို့စစ်ကော်မရှင်အဖွဲ့ဝင်၁၀ဦးဟာလည်းအ ਨੇ စုံတရားစီရင်ပိုင်ခွင့်တစ်ခုမှာပိတ်ဆို့အရေးယူခံထားရတယ်လို့လည်း JFN ကထောက်ပြထားပါဗျ။ဂျွယ်လ31ရက်နေ့ကစစ်ကော်မရှင်လို့အမည်ပြောင်းပြီးကလေးကစစ်အုပ်စုကအစင်ကျင်မဲ့လေကြောင်းတက်ခတ်မှုတွေနဲ့ ဘုံကျဲမှုတွေတရားလက်လို့ဖန်ဆီးမှုတွေညှင်းပန်းနှိပ်စက်မှုတွေရရလူတို့တရားလုံးကိုဖျက်ဆီးမှုတွေနဲ့မြန်မာပြည်သူလူထုအပေါ်ပြစ်မှတ်ထားတဲ့သူတို့ရဲ့အကြမ်းဖက်ဆစ်စင်ရေးလှုပ်ရှားမှုတွေဟာ ပိုမိုဆိုးရလာပြင်းထန်လာခဲ့လို့လဲ JFN ကဆိုထားပါဗျ။စစ်ကောင်စီကိုဖျက်သိမ်းပြီးစစ်ကော်မရှင်ကိုပြောင်းလဲကာဂဲပေါက်ဖန်တီးတာဟာမကြသိမ်းမီကစစ်အုပ်စုကအမေရိကန်အခြေစိုက်ပြည်သူ့ဆက်ဆံရေးလုပ်ငန်းကော်မတီ DCN group ကိုငှားရမ်းလန်ခဲ့ပြီးတဲ့နောက်မှာ ကုလိုဖြစ်ပေါ်လာတာလို့လဲဆိုထားပါဗျ။အဲဒီ American Lobby Company ကို American အစိုးရနဲ့ဆက်ဆံရေးပြန်လဲတိဆောက်ရေးအတွက် ဒေါ်လာ3တန်းတန်ကြီးရှိတဲ့တစ်နှစ်စာချုပ်ငွေငှားရမ်းခဲ့တာလည်းဖြစ်ပါတယ်။စီအိုစုရဲ့နန်းနဂါပုံရိပ်ကိုခွာချတန့်စင်ရန်ကြိုးဝမှုတရပင်ဖြစ်ပြီး DCI က CEO စုရဲ့အကြမ်းဖက်လှုပ်ရှားမှုတွေရန်ပုံငွေအဖြစ်အများပြည်သူပိုင်မြမတဘာဝတန်အန်စာတာတွေကိုဆက်လက်လူယူအသုံးချက CEO စုကိုအကူအညီပေးဖို့လည်းကတိပြုထားရလို့လည်းသိရပါဗျ။စစ်ကောင်စီကိုဖျက်သိမ်းပြီးစစ်ကော်မရှင်ကိုဖွဲ့စည်းပြီးရနောက်မှာဂျွဲလာ၄ရက်နေမှာ DCI အုပ်စုနဲ့အဲ့ဒီစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပြီးမယ်လေ။စစ်ကောင်စီကိုဖျက်သိမ်းတဲ့ဂျွဲလာ30ရက်နေနောက်ပိုင်းမှာသာ စာချုပ်ကအသက်ဝင်စေတာဟာတန်းခတ်ပိတ်ဆို့မှုတွေရေဘောက်ကို အတုံးချတာဖြစ်တယ်လို့လည်း JFN ကဆိုထားပါတယ်ရှင်။ချင်းပြည်နယ်ရဲ့တရင်တဘောကိုတက်ဆက်ပေးကြပါရစေ။ချင်းပြည်နယ်ကံပက်လက်မင်းတပ်နဲ့မတူပီမြို့နယ်တွေကိုဥတီလာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ တင်ကားနှစ်စီးနဲ့စစ်ကား136စီးပါတဲ့စစ်ကြောင်းကြောင့်ဆွဲလဲခြင်းကျင်တွေးလမ်းပိုင်းနဲ့စောကံပလက်လမ်းပိုင်းအပါအဝင်လမ်းပိုင်းတွေကိုယာယီပိတ်ပင်လိုက်တယ်လို့လဲ CNO CND ရဲ့ပြောရေးဆိုခွင့်ရှိသူကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရယ်မကွေးတိုင်းလောင်းရှိကပ္ပစာ25ကအကြမ်းဖက်စစ်သားအင်အား800ခန့်ဝန်းကျင်စစ်ဖြူဘက်ကနေတက်လာတဲ့စစ်သားအင်အား400ဝန်းကျင် ပေါ့မြို့နယ်ကိုရောက်ရှိနေတဲ့ပခုတ်ကိုတက်မှတရတစ်ကနေတက်လာတယ်။တင့်ကား20စစ်ကား136စီးပါတဲ့စစ်ရင်တန်းနဲ့စစ်ကြောင်းတွေကချင်းညီနောင်သိမ့်ပိုက်ထင်းကျုပ်ထားတဲ့မင်းတပ်မြို့နယ်ကံပက်လန်မြို့နယ်မတူပီမြို့နယ်တွေကိုမကွေးတိုင်းရောဒေသကနေတဆင်းအင်အားအလုံးရင်းနဲ့အချိန်မွေးပြန်လဲထိုးစစ်ဆင်တက်ခိုက်နေဖို့အတွက်ဥတီချိကလာတယ်လို့လဲ CDF ကဆိုထားပါဗျ။အဲဒါကြောင့် August 20ရက်နေ့ကနေစတင်က ကံပက်လက်မြို့နယ်အတွင်းဆွဲလွဲကျင်းကျင်းတွင်းလမ်းပိုင်းနဲ့စောကံပက်လက်လမ်းပိုင်းတွေအပြင်မကွေးတိုင်းကကံပက်လက်မြို့နယ်အတွင်းဝင်ရောက်နိုင်တဲ့လမ်းပိုင်းတွေကိုလည်း CDF ကပိတ်ပင်လိုက်တာလည်းဖြစ်ပါတယ်။ဒါအပြင်ကံပက်လက်မြို့နယ်အတွင်းပြည်သူတွေအနေနဲ့လည်းစံဖက်စစ်ကောင်စီတပ်ကအချိန်မြေထိုးစစ်ဆင်လာလာရကြောင်း စေရေးတည်ရှိရှိနဲ့ကြိုတင်ပြင်ဆင်ထားကြဖို့နဲ့အချိန်မီနေရာမီတက်ခက်လာနိုင်တဲ့လေချောင်းတက်ခက်မှုအန္တရာယ်ကနေကာကွယ်နိုင်ဖို့အတွက်ဘုံခိုခြင်းဂရုတ်ကျင်းတွေကိုတိုးပြီးတည်ရှိရှိနေထိုင်ကြဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်ရှင်ဒီတစ်ခါမှာတော့တင်းသားရည်တန်းဒဝဲမြို့ကနေမြစ်တာမြို့ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တက်ခက်ခဲ့ရမှာ စစ်သား20ကျော်သေသွားပြီး ထောက်ပို့စစ်ကား8000ရာပျက်စီးခဲ့လို့ခရမ်းညူဘဝကသတင်းထုတ်ပြန်ထားပါဗျ။ဩဂတ်စာ18ရက်နေ့နဲ့ဩဂတ်စာ19ရက်နေ့တို့မှာဒဝယ်မြို့ကနေမြစ်တာမြို့ကိုစစ်ကြောင်းထိုးလာတယ်။စစ်တပ်စစ်ကြောင်းနဲ့စစ်ရင်တန်းကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL လေတပ်မဟာလေတရင်စနစ်တရင်10နဲ့တော်လိုင်းပူပေါင်းတပ်တွေကနေရာနှစ်ခုမှာစောက်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ရက်တာတိုက်ပွဲအတွင်းမှာစစ်တပ်ဘက်က20ဦးထက်မနည်းဟာသေသွားတာဖြစ်ပြီး ထောက်ပို့စစ်ကား၈စီးဟာပြစ်စီးခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်စစ်ကား၂စီးစီကလည်းလက်လက်ခရမ်းတွေနဲ့ရိတ်ခါတွေကိုသိမ်းဆဲရမိခဲ့ပြီးတိုက်ပွဲဖြစ်ပွားစဉ်အတွင်းမှာစစ်တပ်ကတိုက်ပွဲဖြစ်ပွားရာနေရာတွေကိုတိုက်လေရင်၃စီးနဲ့၇ကြိမ်ခန့်ဘုံကျဲတက်ခဲ့လို့လည်းသိရပါရဲ့ရှင်။ ရခိုင်ပြည်နယ်တိုင်းတဘောကိုကြည့်အောင်ပါရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာအရခတက်တော် AA နဲ့စစ်ကောင်စီတက်တော်ကြားမှာတိုက်ပွဲဆက်လက်ရှိနေဆဲဖြစ်ပြီးစစ်မျက်နှာနေရာ6ခုမှာတိုက်ပွဲပြင်းထန်နေရလို့ဒေသတရင်မြေတွေစီကနေသိရပါဗျ။ဩဂတ်စာဒုတိယအပတ်ကနေစတင်ကကြောက်ဖြူမြို့နယ်ကစစ်ကောင်စီရဲ့အမှတ်32ရဲတရင်နဲ့ဓညဝရီရဲတပ်ဌာနချုပ်အနီးတို့မှာပြန်လည်စတင်ဖြစ်ပွားနေတာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲတွေဟာအခုရက်ပိုင်းအထိဖြစ်နေတော့မယ်လို့လည်းသိရပါဗျ။စစ်ကောင်စီကအာရခတက်တော် AA ကိုကြီးရည်လေးသုံးခုစလုံးနဲ့တိုက်ခိုက်နေပြီမယ်လေ။ drone တခန့်မှုတွေ sniper ပစ်ခတ်မှုတွေကိုအ धिक အသုံးပြုနေတော့ပဲလို့လေဒေတာသတင်းမြစ်တူကပြောပါရယ်လွန်ခဲ့တဲ့ဆယ်ရက်ခန့်ကစစ်ကောင်စီရဲ့အမှတ်30နှစ်ရတရင်အနီအရခတက်တော် AA ခြေကုပ်ယူထားတဲ့စစ်စခန်းလေးကိုကိုစစ်ကောင်စီဘက်ကအင်အားအလုံးရင်းနဲ့ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့်ဩဂတ်လ16ရက်နေ့မှာ AA ကအဲ့ဒီစခန်းတွေကိုလက်လွတ်ပေးလိုက်ရတယ်လို့လည်းဆိုထားပါဗျ။ဩဂတ်လ17ရက်နေ့ကပြုလုပ်ခဲ့တဲ့အာရခတက်တော် AA ရဲ့သတင်းစာရှင်းလင်းပွဲမှာ ကျောင်းဖြူမြို့နယ်ကတိုက်ပွဲအခြေအနေတွေကိုသတင်းတောက်တွေကမေးမြန်းခဲ့ပေမဲ့လည်းပြောခွင့်ရပုံကိုဖြစ်တဲ့ဥခိုင်ဒုက္ခကတိတိကျကျထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး။ဒါပေမဲ့ကျောင်းဖြူမြို့နယ်အပါအဝင်ရခိုင်နဲ့အဆက်မကွေဘကိုး AR တိုင်းတို့မှာလည်းစစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေဖြစ်ပွားနေစေဖြစ်တယ်လို့လည်းဩဂတ်စ15ရက်နေ့မှာ အေအေကသတင်းထုတ်ပြန်ခဲ့ပါတယ်။ကြောက်ဖြူမြို့နယ်ကစစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့လက်ခမောစခန်း၊နှမ်းဖဲတောင်စခန်းနဲ့မင်းတက်တောင်စခန်းတို့ကိုပြီးခဲ့တဲ့လအနည်းငယ်ကအာရခတက်တော်အေအေကတိမ့်ပိုက်ထားတဲ့အတွက်ကြောင့်စစ်ကောင်စီကအခုပြန်လဲထိုးစစ်ဆင်တိုက်ခတ်နေတာလည်းဖြစ်ပါရဲ့ရှင်။ ရှမ်းပြည်နယ်ရဲ့ဒရင်တပုတ်ကိုကြည့်အောင်ပါရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်နောင်ပင်ရွာနီတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးကျန်းဖက်စစ်တပ်က drone လက်လက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်တိုက်ခိုက်နေတယ်လို့လည်းဒေတာတွင်တော်လန်သတင်းမြစ်ကပြောပါရတယ်။ဩဂတ်စ20နေ့ညပိုင်းနဲ့ဩဂတ်စ21ရက်နေ့အထိနောင်ပင်ရွာအနီးမှာအကျန်းဖက်စစ်တပ်နဲ့တော်လန်တပ်ဖွဲ့တွေကြားမှာတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့လည်းသိရပါရတယ်။ ဒါအပြင်တိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်ဘက်က drone လက်လက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်တိုက်ခိုက်နေတယ်လို့လည်းဒေတာရင်တော်လန်းသတင်းမြစ်ကပြောပါရယ်ဇက်ဘက်စစ်တပ်စစ်ကြောင်းဟာလက်ရှိအချိန်ထိထမ်းပင်ကုန်းရွာထဲမှာတပ်ဆွဲထားပြီးအရသားပြည်သူတွေကို လူသားတိုင်းအဖြစ်ဆက်လက်ဖမ်းဆီးထားကရွာထဲကနေလက်လက်ကြီး drone တွေနဲ့ဇက်တိုက်ပစ်ခတ်နေတာလည်းဖြစ်ပါရယ်ဒါအပြင်အကြက်ပဲစစ်တပ်ရဲ့ပြုံးလွင်ကနေထွက်ခွာလာတဲ့တန်ချက်ကကားတွေပတ်ဝန်းနေစစ်ရင်တန်းဟာလည်း နောင်ချိုမြို့နယ်အတွင်းကိုရောက်ရှိလာပြီမယ်လေလက်ရှိအချိန်မှာတော့ကြောင်မဲမြို့နယ်ဘက်ကိုထွက်ခွာလာခြင်းမရှိသေးဘူးလို့လည်းသိရပါဗါဒ်ဩဂတ်စာ20ရက်နေ့ကလည်းကြောင်မဲမြို့နယ်ပင်တီးကျေးရွာပင်တီးဖုံးတော်ကြီးကျောင်းကိုအကြက်ဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့တာကြောင့်စစ်ပင်းဆောင်ပြည်သူ၁၀ဦးဟာတစ်ဆုံးခဲ့ရပြီး၂၀ဦးဟာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါတယ်ရှင်အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်ပင်တီးဖုံးတော်ကြီးကျောင်းကိုစစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူတွေတေဆုံးထိခိုက်မှုပေါ်ကို ရှမ်းကျောင်းသားတပ်မကနဲ့ရှမ်းအရက်ဖွဲ့အဖွဲ့ဖြစ်တဲ့တိုင်ရွတ်ရန်ကုန်တို့ကကန့်ကွက်ကြောင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။ဩဂတ်လ20နေ့မှာကြောင်မဲမြို့ပင်တီးကျေးရွာပင်တီးဖုံးတော်ကြီးကျောင်းလေကြောင်းတိုက်ခိုက်မှုခံရမှုကြောင့်စစ်ဆောင်ပြည်သူ10ဦးဟာတေဆုံးခဲ့ရပြီး12ဦးဟာပြင်းထန်စွာဒဏ်ရာရှိခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီတိုက်မှုအတွက်အကြမ်းဖက်စစ်တပ်ကိုပြင်းထန်စွာကန့်ကွက်ရှုတ်ချလိုက်ပြီးလက်နက်ကင်တပ်ဖွဲ့တွေအနေနဲ့လည်းပြည်သူတွေနဲ့ဝေးရနေရတွေကိုအမြန်ဆုံးပြောင်းရွှေ့ပေးဖို့အတွက်တိုင်းယူဂျန်ကုန်ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်ကျပ်ပစစ်တပ်ဟာလေကြောင်းတိုက်ခိုက်ရာမှာအရက်ပဲစစ်ပဲပြစ်မှတ်ကိုတေချာစွာစုံစမ်းစစ်ဆေးမှုမလုပ်ပဲတိုက်ခိုက်နေတာဖြစ်တယ်လို့လည်းပြောထားပါဗျ။ DNL ကလည်းထွက်ပြေးတင်းရှောင်မဲ့ဒေသခံပြည်သူတွေကိုဟန်တာပိတ်ဆို့မှုပြုလုပ်ခဲ့တဲ့အပေါ်ကိုလည်း ပြင်းထန်စွာကန့်ကွက်ရှုတ်ချလိုက်ပြီးလေကြောင်းအန်တွေကြက်ရောက်နိုင်တဲ့ထင်သာမြင်သာရှိနေတယ်။လုံခြုံရေးစစ်ဆေးဂိတ်တွေကိုချက်ချင်းဖြတ်သိမ်းကာအရက်သားပြည်သူတွေနဲ့ဝေးရနေရတွေကိုအ мян ဆုံးပြောင်းရွှေ့ပေးသွားဖို့ကိုလည်းတိုင်းရုတ်ရန်ကုန်ကတောင်းဆိုလိုက်ပါတယ်။ဂျပန်စစ်တပ်အနေနဲ့စစ်ရေးပြတ်မှတ်ကိုတေချာစွာစုံစမ်းစစ်ဆေးခြင်းမပြုဘဲအရက်သားပြည်သူတွေနေထိုင်ရာပင်တီးကျေးရွာဖုံးတော်ကြီးအကြောင်းကို လေကြောင်းတက်ခတ်ခဲ့တဲ့အတွက်ပြည်သူတွေကိုထိခိုက်သေဆုံးခဲ့ရမှုပေါ်ကို တာဝန်ယူတာဝန်ခံရမယ်လို့လည်းရှဲလူမှုအဖွဲ့အစည်းတွေကထောက်ပြထားပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်ရဲ့ပင်ဒီဖုန်ကြီးချောင်းကိုလေကြောင်းတိုက်ခတ်ခဲ့မှုနဲ့ပတ်သက်ကရှမ်းကျောင်းသားများတပ်မကကလည်းပြင်းထန်စွာကန့်ကွက်ရှုတ်ချလိုက်ပြီးပြည်သူတွေတေဆုံးရမှုတွေနောက်တစ်ချိန်မှာတရားမျှတမှုပြန်လည်ရရှိရေးစ조사လှုပ်ဆောင်သွားမယ်လို့လည်းထောက်ပြထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဒါကတော့ရေကုန်ခစ်တဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါကျွတ်ရှုပေးတော့ရေကျွတ်ပါရှင်ကျွန်မများပါ Thank <laughs> you.